မရကြီးရှိရဲ့ယောက်ျားလေးမှာခလင်းရခဲ့လို့စိတ်နာပြီးခလေးကိုဆွန့်ပစ်ခဲ့တဲ့မိခင်အားလုံးပဲမင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်။လောကကြီးမှာရှိရဲ့မိခင်တိုင်းကမိခင်စိတ်ရှိကြမယ်လို့လူအများကထင်ကြပေမဲ့မိခင်စိတ်မရှိတဲ့သူတွေလည်းအများကြီးကိုရှိပါတယ်။လက်တလောဆိုရှယ်မီဒီယာမှာခလင်းငယ်လေးကိုဆွန့်ပစ်သွားတဲ့မိခင်ကြောင့်ဘာမှမသိတဲ့ခလေးတယောက်မိဘမဲ့ဖြစ်သွားခဲ့ရပါတယ်။ မိခင်ကတော့ယောက်ျားတစ်ယောက်နဲ့ချစ်တိုက်ခဲ့ပြီးအိမ်တော်တေတယောက်ဆိုတာကိုမသိပဲလူပြိုတစ်ယောက်ထင်ပြီးချစ်တိုက်ခဲ့ကြပြီးပေါင်းတင်ခဲ့ကြတာပါဒီလိုနဲ့ကလေးတစ်ယောက်ရှာပြီးကလေးလာသားအရွယ်လောက်မှာတော့ယောက်ျားဖြစ်သူမှာမရဲ့ကြီးရှိနေရကိုသိခဲ့ရတာကြောင့်မိကလေးကိုခုလိုလမ်းပေးမှာလာဆွန့်ဖြစ်ခဲ့တာပဲဖြစ်ပါအရင်တည်းကမဆူဆံမလိလာပဲပေါင်းတင်ခဲ့တဲ့မိဘနှစ်ပါးလောက်ရဲ့ကြောင့်ခုတော့အပြစ်မရှိတဲ့ကလေးမိဘမဖြစ်ခင်ရပါပြီ။အမှန်ဆို မိန်းကလေးအနေနဲ့အစကလေးကလိလာတင်ပါ යි ။ ကြီးစားရမယ်ဆိုအစကတည်းကနောက်ကျောင်းလိုက်စုံစမ်းပြီးမှယူသင့်ပါ යි လူပြိုလားအိမ်နောင်ရှိလားအဲ့ဒါကိုအရင်စုံစမ်းနောက်တစ်ခုကြံမသေးရဲ့အဲ့ဒီယောက်ျားလေးကလူပြိုဖြစ်နေနေအောင်မှလက်ရှိကောင်မလေးရှိရင်ဆက်မတွဲရအကောင်းဆုံးပါပဲအဲ့ဒီလိုစဉ်းစားမှုမရှိလို့ခုတော့မိဘမိတ်ကေဟာရီဒုက္ခရောက်ကုန်ရပါပြီဒါပေမဲ့လည်းယောက်ျားကမရကြီးရှိနေလို့မပောင်းချင်တော့မိခင်ကတော့ကလေးကိုခေါ်ပြီးကိုသားမီးနှစ်ယောက်လောက်ကန်စားတော့တင်ပါ යි ခုတော့တာသမီကိုမခင်တွဲပဲ နေတမျက်နာကြောင့်ကိုမေးထားတဲ့ကလေးကိုစွန့်ပစ်တာကတော့တကယ်ကိုလူစိတ်မရှိတဲ့မိခင်ပါပဲကိုယောက်ျားကိုဘလောက်ပဲစိတ်နာနေပါစေခုကလေးကိုတော့မပြည့်ရပါဘူးတနာလိုက်တာကလေးလေးရေနောက်ဘဝရိသာရှိခဲ့ရင်မိခင်ချင်းတွေမှာနေထွေးစွာကြီးပြင်းလာရပါစေအဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်အလုခံလို့ရတဲ့ငွေတွေကိုနေမကောင်းတဲ့ညီမလေးထံလာပေးပြီးစေကူးလို့ရအောင်စူးစမ်းပြနေရကိုရင်လေး အားလုံးမင်္ဂလာပါ။ Menu Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုလိုကြက်တဲလာရဲ့အခြေအနေမှာအခြေခံလူရန်းစားတွေအတွက်တော့စီကူတာမှုတွေအခက်အခဲရှိလာခဲ့ပြီးဣရွှေစင်းဆိုတဲ့ကလင်းလေးကတော့ဖုန်းတော်ရေးပညာရေးကျောင်းမှာတက်ရောက်နေရဖြစ်ပြီးလက်ရှိမှာကျန်းမာရေးအခြေအနေကြောင့်တောင်းမတက်နိုင်တော့ပါဘူး။ဣရွှေစင်းရဲ့ဘိုက်ကတော့တဖြည်းဖြည်းဖောင်းလာပြီးတင်းကျပ်တဲ့ဝေဒနာတွေကိုလည်းခံစားနေရပါတယ်။ကလေးရွယ်သားရှိနေသေးပေမဲ့သူ့ရဲ့ခံစားနေရတဲ့ဝေဒနာကကြီးမားနေပါတယ်။ ဣရွှေစင်ရဲ့အဖြစ်ကိုမကြည့်ရတာကြောင့်အကိုဖြစ်သူကိုရင်လေးကတနေ့တကာတကာမတွေလှုပ်လိုက်တဲ့အလှငွေတွေကိုသူညမလေးတန်လာပေးတပိုင်ကိုရင်လေးကဖုန်ကြီးကြမှာနေကြောင်းတက်ရတာဖြစ်ပြီးမိဘတွေကစီးပွားရေးအဆင်မပြေလို့ကိုရင်ဝက်လိုက်တာပါအဖေကမရှိတော့ဘဲအမေကငရုတ်သီးချွေတဲ့အလုပ်ကိုလုပ်ရပါတယ်ဒီဝင်ငွေတစ်ခုတည်းနဲ့မနမနှစ်ယောက်လုံးကြောင်းမထားနိုင်တာကြောင့်ကိုရင်လေးကဖုန်ကြီးကြမှာသွားနေရပါတယ်ဣရွှေစင်ရဲ့ဝမ်းပိုက်ဖောင်းလာတာကလာပိုင်းတော့သာရှိသေးပြီးစီကူသားဖို့လည်းမတတ်နိုင်ဖြစ်နေရပါတယ် ကိုရင်လေးကသူညမလေးရဲ့အဖြစ်ကိုမကြည့်ရလို့သူတကာတကာမတွေလှုပ်လိုက်တဲ့အလွန်ငွေတစ်ထောင်နှစ်ထောင်ကိုကျောင်းစင်တိုင်းသူညမလေးကိုလာပေးပါယဒီငွေတွေကိုဆူထားလိုက်ရင်သူရဲ့ညမလေးကစီကူတာနိုင်မယ်လို့ယုံကြည်ရကြောင်းရသမြငွေတွေကိုသူ့အတွက်မသုံးရဘဲနဲ့နေ့တိုင်းလာပေးရပါစွန့်ခံကြွားလို့ရလာတဲ့မုတ်တွေကိုလည်းကိုရင်လေးကမစားဘဲတင်ထားတက်ပြီးကျောင်းစင်မိပြန်လာရင်အင်ကိုပြန်လာတက်ပြီးမုတ်တွေငွေတွေကိုလာပေးရပဲဖြစ်ပါယကိုရင်လေးကလည်းကလေးအွယ်လေးသာရှိနေသေးပေမယ့် မုတ်တီကိုစားကျင်ပေမဲ့သူညမလေးနေပြန်ကောင်းလာရင်ပြီးရောဆိုပြီးစားစီကျင်လို့မုတ်တီလာပြီးတာပါကိုရင်လေးပြည့်ရဲ့ပတ်စံနဲ့ပဲပြီးရွှေစင်အတွက်တက်စားထုတ်တွေဝေရပါကိုရင်လေးကတော့တတနာပောင်ကိုရောက်သွားပြီးမဲ့အကိုကြီးအဖရာပီတာပြီးသူညမလေးကရုတစိုက်လှုပ်ပေးတတ်သူပါသူ့ရဲ့ယောဂါကလည်းမကုသနိုင်တာကြောင့်ဘဝကူးပြောင်းရမယ့်ရက်ကိုထိုင်ဆောင်နေရတယ်လို့ဖြစ်ပါပြီးရွှေစင်ကလောလောဆယ်မှာလည်းကြောင်းမတက်နိုင်သေးပဲဈေးရုံကိုလည်းမပြသနိုင်ပါဘူး ဝမ်ပိုက်ကဖောင်းလာလို့အသက်ရှူကျတာကိုခံစားနေရပြီးစေးရုံတက်ကူတာဖို့အကြံပေးကြပါ යි ။ဒါပေမဲ့လည်းသူတို့မိသားစုကစားဖို့တောင်အနိုင်နိုင်ဖြစ်နေလို့စေးရုံတက်ဖို့တွားရောက်ကူတာဖို့ဆိုလဲဝေးကွာနေပါ යි ။ဒါပေမဲ့လည်းကိုရင်လေးကတော့ဒီညီမလေးတယောက်တည်းရှိရာကြောင့်အသက်ရှင်သေးခြင်းပြီးလူလိုက်တဲ့မုတ်တွေကိုပါလာဖို့နေရပါ။သူတို့အိမ်မှာအာဟာရပြည့်ပြည့်ဝဝမစားရတာကြောင့်အိရွှေစင်ကိုစီးရီတိုက်နေပြီမဲ့အင်အားတွေကတော့လိုအပ်နေပါ යි ။ဒါကြောင့်ကိုရင်လေးကသူကိုယ်တိုင်နာဘာမှမစားပဲ သူ့ရဲ့ညမလေးအာရှီအောင်လာပြီးနေရဖြစ်ပါတယ်။ကိုရင်လေးရဲ့ဦးစားပီးတက်တဲ့စိတ်ထားလေးကတော့လေးစားစရာဖြစ်ပြီးသူ့ရဲ့ဆန္ဒကတော့မန္တမနီယအတူတူကြောင်းတက်ချင်တာဖြစ်ပါတယ်။ဤရွှေစင်ကလည်းကြောင်းပြန်တက်ချင်နေရဖြစ်ပြီးဝမ်းပိုက်ဖမ်းလိုက်ဝေဒနာမခံစားနိုင်ဖြစ်နေရပါ။သူမိကတော့ငရုတ်သီးတွေချွေလို့ရရဲ့ဝင်ွေကတရက်ကိုထောင်ကနန်းလောက်သားရှိလို့ဈေးကူတာဖို့ဆိုတာကစိတ်ကူးရှင်နေရတယ်လို့ဖြစ်ပါတယ် ကိုရင်လေးကသူ့ညီမလေးကိုတတ်နိုင်သလောက်ဆောက်ရှောက်ပေးနေရတာကတော့လေးစားစရာဖြစ်ပြီးဒီလိုစိတ်ထားကြောင့်လေကုညီမဲ့သူတွေအမြန်ပေါ်လာပါစီလို့စွတ်တောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မရကြီးရှိရဲ့ယောက်ျားလေးမှာခလင်းရခဲ့လို့စိတ်နာပြီးခလေးကိုဆွန့်ပစ်ခဲ့တဲ့မိခင်အားလုံးပဲမင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လဲကြိုဆိုလိုက်ပါ යි လောကကြီးမှာရှိရမိခင်တိုင်းကမိခင်စိတ်ရှိကြမယ်လို့လူအများကထင်ကြပေမဲ့မိခင်စိတ်မရှိတဲ့သူတွေလည်းအများကြီးကိုရှိပါရဲ့လက်တလောဆိုရှယ်မီဒီယာမှာကလင်းငယ်လေးကိုစွန့်ပစ်သွားတဲ့မိခင်ကြောင့်ဘာမှမသိတဲ့ကလေးတယောက်မိဘမဲ့ဖြစ်သွားခဲ့ရပါတယ်မိခင်ကတော့ယောက်ျားတယောက်နဲ့ချစ်တိုက်ခဲ့ပြီးအိမ်တော်တေတယောက်ဆိုတာကိုမသိပဲလူပြိုတယောက်ထင်ပြီးချစ်တိုက်ခဲ့ကြပြီးပေါင်းတင်ခဲ့ကြတာပါဒီလိုနဲ့ကလေးတယောက်ရှာပြီးကလေးလာသားအရွယ်လောက်မှာတော့ယောက်ျားဖြစ်သူမှာမယက်ကြီးရှိနေရကိုသိခဲ့ရတာကြောင့်မိတ် ကလေးကိုခုလိုလမ်းပေးမှာလာဆွန့်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အရင်တည်းကမစူးစမ်းမလေးလာပဲပေါင်းတင်ခဲ့တဲ့မိဘနှစ်ပါးလောက်ရဲ့ကြောင့်ခုတော့အပြစ်မရှိတဲ့ကလေးမိဘမဖြစ်ခင်ရပါပြီ။အမှန်ဆိုမိန်းကလေးအနေနဲ့အစကလေးကလေးလာတင်ပါတယ်။ကြီးစားတာမယ်ဆိုအစကလေးကနောက်ကျောင်းလိုက်ဆောင်စမ်းပြီးမှယူတင်ပါတယ်။လူပြိုလားအိမ်နောင်ရှိလားအဲ့ဒါကိုအရင်ဆုံးစမ်းနောက်တစ်ခုကြံမသေးရဲ့အဲ့ဒီယောက်ျားလေးကလူပြိုဖြစ်နေရင်တောင်မှလက်ရှိကောင်မလေးရှိရင်ဆက်မတွဲရအကောင်ဆုံးပါပဲ။ အဲလိုစဉ်းစားမှုမရှိလို့ခုတော့မိဘမိတ်ကေဟာရီဒုက္ခရောက်ကုန်ရပါပြီ။ဒါပေမဲ့လည်းယောက်ျားကမရကြီးရှိနေလို့မပောင်းကျင်တော့မိခင်ကတော့ကလေးကိုခေါ်ပြီးကိုသားမီးနှစ်ယောက်လောက်ကန်စားတော့တင်မိုက်။ခုတော့သားသမီးကိုမခင်တွဲပဲနေတမျက်နာကြောင့်ကိုမေးထားတဲ့ကလေးကိုစွန့်ပစ်တာကတော့တကယ်ကိုလူစိတ်မရှိတဲ့မိခင်ပါပဲ။ကိုယောက်ျားကိုဘလောက်ပဲစိတ်နာနေပါစေခုကလေးကိုတော့မပြည့်ရပါဘူး။တနာလိုက်တာကလေးလေးရဲ့နောက်ဘဝရိသာရှိခဲ့ရင်မိခင်ရင်ခွေမှာနေထွေးစွာကြီးပြင်းလာရပါစေ။ အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အလုခံလုပ်ရတဲ့ငွေတွေကိုနေမကောင်းတဲ့ညီမလေးထံလာပေးပြီးစေကူးလို့ရအောင်ကြိုးစားပြနေရကိုရင်လေး။အားလုံးပဲမင်္ဂလာပါ။ Menu Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုလိုကြက်တဲလာရဲ့အခြေအနေမှာအခြေခံလူရန်းစားတွေအတွက်တော့စီကူတာမှုတွေအခက်အခဲရှိလာခဲ့ပြီးဣရွှေစင်းဆိုတဲ့ကလင်းလေးကတော့ဖုန်းတော်ရေးပညာရေးကျောင်းမှာတက်ရောက်နေရဖြစ်ပြီးလက်ရှိမှာကျန်းမာရေးအခြေအနေကြောင့်တောင်းမတက်နိုင်တော့ပါဘူး။ ။ဤရွှေစင်ရဲ့ဘိုက်ကတော့တဖြည်းဖြည်းဖောင်းလာပြီးတင်းကျပ်တဲ့ဝေဒနာတွေကိုလည်းခံစားနေရပါ යි ။ကလေးရွယ်သားရှိနေသေးပေမဲ့သူ့ရဲ့ခံစားနေရတဲ့ဝေဒနာကကြီးမားနေပါ යි ။ဤရွှေစင်ရဲ့အဖြစ်ကိုမကြည့်ရတာကြောင့်အကိုဖြစ်သူကိုရင်လေးကတနေ့တကာတကာမတွေလှုပ်လိုက်တဲ့အလှငွေတွေကိုသူညမလေးတန်လာပေးတတ်ပါ යි ။ကိုရင်လေးကဖုန်ကြီးကြမှာနေရင်ကြောင်းတက်ရတာဖြစ်ပြီးမိဘတွေကစီးပွားရေးအဆင်မပြေလို့ကိုရင်ဝက်လိုက်တာပါ။အဖေကမရှိတော့ဘဲအမေကငြုတ်တီးချွေတဲ့အလုပ်ကိုလုပ်ရပါ යි ။ ီဝင်ဝေးတစ်ခုတည်းနဲ့မနမ200လောင်းကြောင်းမထားနိုင်တာကြောင့်ကိုရင်လေးကဖုန်ကြီးကြောင်းမှာသွားနေရပါတယ်။ဤရွှေစီရဲ့ဝမ်းပိုက်ဖောင်းလာတာကလာပိုင်းတော့သာရှိသေးပြီးစီကူသားဖို့လည်းမတတ်နိုင်ဖြစ်နေရပါတယ်။ကိုရင်လေးကသူညမလေးရဲ့အဖြစ်ကိုမကြည့်ရလို့သူတကာတကာမတွေလှုပ်လိုက်တဲ့အလွန်ငွေတစ်ထောင်နှစ်ထောင်ကို ကျောင်းစင်တိုင်းသူညမလေးကိုလာပေးပါ යි ဒီငွေတွေကိုဆွထားလိုက်ရင်သူ့ရဲ့ညမလေးကစေကူတာနိုင်မယ်လို့ယုံကြည်ရကြောင်းရသမြငွေတွေကိုသူ့အတွက်မသုံးရဘဲနဲ့နေ့တိုင်းလာပေးရပါစွန့်ခံကြွားလို့ရလာတဲ့မုတ်တွေကိုလည်းကိုရင်လေးကမစားဘဲတိမ့်ထားတက်ပြီးကျောင်းစင်မိပြန်လာရင်အင်ကိုပြန်လာတက်ပြီးမုတ်တွေငွေတွေကိုလာပေးရပဲဖြစ်ပါ යි ကိုရင်လေးကလည်းကလေးအရွယ်လေးသာရှိနေသေးပေမယ့်မုတ်တွေကိုစားကျင်ပေးမိ့သူညမလေးနေပြန်ကောင်းလာရင်ပြီးရောဆိုပြီးစားစီခြင်းလို့မုတ်တွေလာပေးတာပါ ကိုရင်လေးပြရဲ့ပတ်စံနဲ့ပဲပြီးရွှေစင်အတွက်တစားထုတ်တွေဝယ်ရပါတယ်။ကိုရင်လေးကတော့တာသနာပံကိုရောက်သွားပြီမဲ့အကိုကြီးအဖရာပီတာပြီးသူညမလေးကညူတဆိုင်လှုပ်ပေးတတ်သူပါ